အလုံးမဲမင်္ဂလာပါဒါကတော့ဒီမှာထိတ်မှရေးထားတဲ့အတိုင်းပဲ23ရက်နေ့ရက်နေ့29ရက်နေ့အထိတပတ်စာတပတ်စာမွေးထိုးပေါ့ဒါလေးလုံးအခွေဒီလိုလေးယူဆကြည့်ထားတယ်ဒီလေးလုံးအခွေတည်းကဒါကဏ္ဍနေမှာတွဲပစ်လိုက်တယ်အပူကတော့အာဇာမလို့ဘောဒီအောက်ဘက်က6ကွက်ကတော့ဒါအားထိုးရမယ်ဆိုတော့ဒါအကောင်လုံးထိုးခြင်းလဲထိုးမထိုးခြင်းလဲဒါနေ့စဉ်နေ့စဉ်ဖြစ်ပြနေတဲ့ ဟိုဖြစ်နိုင်ခြေလေးတွေပေါ်မှာမူတည်ပြီးတော့မှဒါနဲ့ချင်းစပြီးတော့မှထက်သွင်းအတော့ပြူချင်းလဲအတော့ပြူပေါ့ကျွန်တော်ဒီလိုလေးတွေးထားတွေးထားဆုံးဖြတ်ထားတယ်ပေါ့ဒါမျိုးလေးဒီထက်ကအ ਨੇ စုံတစ်ခွက်လောက်တော့ဖြစ်လိမ့်မယ်ထင်တယ်လို့ကျွန်တော်တွေးထားတယ်ဒါကြောင့်မလို့ဒါလေးကိုထပ်ပြလိုက်တယ်ပြီးတဲ့အခါမှာဒါဒါလေးဒီဒီနှစ်ခွင်ကျော်ဖြစ်နိုင်ခြေလေးရလဲဒါပြရင်ကောင်းမလားမပြရင်ကောင်းမလားရှေ့မှာလဲပြပြထားပေးပေါ့ဒါမျိုးဖြစ်နေတဲ့အခါကျတော့ ဒါဘာဖြစ်ရင်းနဲ့ပဲဒီထက်မှရှင်းမှယူဆပြခဲ့တဲ့ကဏ္ဍလေးတွေလည်းပါနေတဲ့အခါကျွန်တော်ထပ်ပြီးတော့မှယူဆပြလိုက်တယ်။သူကဒီပုံစံလေးပထမဆုံးဒါထိတ်ပိတ် break ဒီလိုမျိုးကွတ်တိဒါသုံးချင်ယူဆလို့ရတယ်။တကွက်ကောင်းဖြစ်နိုင်ခြင်းလေးဒါလေးကိုအရင်ယူဆပြမယ်။သူကဒီလိုဒီ၃လုံးပေါင်း6အဲ့လို6 3လုံးပေါင်း6ဖြစ်တဲ့ချိန်ဒီလို2လုံးပေါင်း6လို့ဖြစ်တယ်။ဆိုတော့ဒါ 6ထိပ်ပေါ့ပြီးတဲ့အခါဒီ3လုံးပေါင်း3။အဲ့ဒီ3ဟာဒီလို3လုံး3လို့ဖြစ်တယ်။ဆိုတော့ခါ break နေနဲ့ယူဆမယ်ဆိုရင်တစ် break ပေါ့အပေါ်မှာနှစ်တလုံးရှိနေလို့3လုံးပေါင်း3ဖြစ်အောင်တစ် break ကိုထည့်တစ် break ဆို6ထိပ်နဲ့တစ် break ဆိုရင်လား၅ပိတ်တလုံးထည့်လိုက်ပေါ့ဒီ၅ပိတ်ကိုလည်းဒီပုံစံလေးနဲ့ယူဆကြည့်ရင်ဒီ၃ဒီတလုံးတည်းတော့၃လို့ဖြစ်တယ် ဒီလို၃လုံး၃ဆိုရခါငါးပိတ်ဖြစ်တာပေါ့ဆိုတော့၆ထိငါးပိတ်ဒီပရိတ်ခွတိပဲအဲ့လိုပဲသူ့အောင်နှစ်ကွင်းကျော်ဒုတိယအချိန်မှာလဲဒီ၃လုံးပေါင်းခြင်း၈ဒီလို၃လုံးပေါင်းခြင်း၈ဆိုရခါ break နေနေဆို၃ည break ၃ည break ကိုအပေါ်မှာယူဆခဲ့တဲ့ထိတ်ပိတ်ဖြစ်နေကြလေးထည့်ရင်ခွတိပဲဒီ၃လုံး sorry ဒီ၃ညကြောင်းဒီလို၃လုံး၃ညလို့ဖြစ်ဒါဆိုရင်ခွန်ပိတ်တစ်လုံး ဆိုတော့ခွန်ပိတ်နဲ့ဒုညပရိစ္ဆောသုံးထိပ်ပေါ့အဲ့ဒီသုံးထိပ်ဟာလည်းဒီလိုသုံးလုံးပေါင်းခြင်း6 6ဒုညဒုညဆိုတဲ့ကသုံးလုံးပေါင်းခြင်း6ဒီလိုနှလုံးပေါင်းခြင်း6ဆိုတဲ့ကသုံးထိပ်ခွန်ပိတ်သုံးပရိဒီလိုနှစ်ကျင်ကွဋ်တိဖြစ်တာလीဆိုတော့ထိပ်ပိဖြစ်နေခြင်းနဲ့ဘရိယူဆမှုနဲ့ကွဋ်တိကြတယ်ဆိုတဲ့ပုံစံပေါ့အဲ့ဒီလိုမျိုးပဲသူကသုံးကျင်ကွဋ်တိဆက်ကြတယ်ထိပ်ပိ break ကွဋ်တိသုံးကျင်ကြတယ်ဆိုတော့ဒါလေးကို ဒါပြလိုက်တယ်ဒါယူဆထားတယ်လို့ကို့အမြင်ထင်လေးတိုင်းဆက်ဖြစ်ရင်ကွက်တီဖြစ်မှာပေါ့ဆိုတော့ဖြစ်တာမဖြစ်တာကတော့အတိအကျကြီးမပြောနိုင်ဘူးဖြစ်နိုင်ကြည်အရာတော့ဖြစ်နိုင်ကြည်ရှိတယ်ကွက်တီပဲဆိုတော့ဒီသုံးလုံးပေါင်းခြင်းကဒီလိုနှလုံးငါလို့ဖြစ်မှဆိုရင်သူ့ကိုလက်ထိတ်တစ်လုံးကိုထက်ပြီးတဲ့အခါဒီနှစ်ကြောင့်ဒီလိုသုံးလုံးနှစ်လို့ဖြစ်မှဆိုရင်တစ်ပိတ်တစ်လုံးကိုထက်လက်ထိတ်တစ်ပိတ်ငါပြိတ် ဆိုတော့ဒီ၃လုံးပေါင်းခြင်း၈ဒီလို၃လုံးပေါင်းခြင်း၈၃လုံးရှိနေလို့ငါပရိတ်ဖြစ်ရမယ်ဆိုတော့ကွက်တိပဲလက်ထစ်တိပဲငါပရိတ်ဒီလိုလေးဒါဒါဆက်ဖြစ်ရင်တကွက်ကောင်းဖြစ်နိုင်ကြပေါ့ဆိုတော့ဒါလက်တိဆိုတာတကွက်ကောင်းပဲပြီးတဲ့အခါမှာသူအစွန်းတွက်လေးတွေရှိတယ်နောက်ထပ်ယူဆလို့ရထားတယ်အစွန်းတွက်ဆိုတော့အဲ့ဒါလေးတွေကိုဒါအရန်သဘောလေးတွေနဲ့ထပ်တူး ေါင်းဆက်လိုက်ဆိုတော့သူကဒီလိုဒီနှလုံးပေါင်းတက်တစ်ပရိတ်ဖြစ်တယ်လို့ယူရင်လဲသူကမှန်တာပဲနှစ်ကြိမ်တစ်ပရိတ်အဲ့ဒီလိုပဲဒီ၃လုံးပေါင်းခြင်း၄၆၄၁နှစ်နှစ်ပေါင်း၄၃လုံးပေါင်းခြင်း၄ဟာလဲဒီလို၃လုံးပေါင်းခြင်း၄လို့ဖြစ်တယ်ဒါ break နည်းနည်းယူဆမယ်ဆိုရင်အပေါ်မှာ၃လုံးရှိနေလို့တစ်ပရိတ်ကိုထက်တစ်ပရိတ် ဒီယူဆမှုနှစ်ခုဒီဒီအမြင်ထင်လေးနှစ်ခုကလည်း break ကိုယူဆလို့ရနေတယ်အပေါ်နှစ်ချိန်မှာတော့သုံးသုံးခုလုံးကွက်တီကြီးပဲပေါ့အဲ့ဒီလိုပဲဒုတိယချိန်မှာလည်းဒီနှလုံးပေါင်းခြင်း၃ညဒီလိုနှလုံးပေါင်းခြင်း၃ညဆိုရက်ခါ၃ညပြိပေါ့နှလုံးပေါင်းခြင်းအဲ့ဒီလိုပဲဒီလို၃လုံးပေါင်းခြင်း၃ညအားလည်းဒီလို၃လုံး၃ညလို့ဖြစ်တယ်ဆိုတော့ ုံညတစ်လုံးရှိနေလို့သူ့ကိုတုံညဖြစ်အောင်တုံညပဲထည့်ရအောင်ပေါ့ဆိုတော့တုံည break 3ခုဖြစ်သွားတယ်ဒီပုံစံလေးအတိုင်းနောက်ထပ်ဖြစ်နိုင်ခြေလေးနှစ်ခုကထပ်ဖြစ်အောင်မယ်ဆိုရင်သူကဖြစ်နိုင်ရရှိတာဆိုတော့အခြားဒီကြာကဏ္ဍနေအများကြီးဒါ break တစ်ခုဆိုကဏ္ဍ10ခွက်ရှိတယ်ဆိုတော့အခြားကဏ္ဍနေကိုထည့်မနေတော့ဘူးလေးထိတ်တစ်ပိတ်ဖြစ်နိုင်ခြေနဲ့ပဲဒီ break လေးတွေကိုပေါင်းဆက်ထည့်ပေးလိုက်ပါ ဆိုရင် तू ကဒီသုံးလုံးပေါင်းခြင်း၅ဖြစ်ထားလို့ဘောနှစ်ကြိမ်အတိုင်းဒီလိုသုံးလုံး၅လို့ဖြစ်မယ်ဆိုရင်နှစ်တစ်လုံးရှိနေလို့သူ့ကိုသုံးပရိတ်ကိုထည့်ပြရမယ်ဆိုတော့သုံးပရိတ်တခုပြီးတဲ့အခါနောက်ထပ်နောက်ထပ်ပုံစံလေးရလဲဒီနှလုံးပေါင်းခြင်း၃ညဒီလိုနှလုံး၃ညလို့ဖြစ်မယ်ဆိုရင်သူ့ကို၃ညပရိတ်ကိုပဲထည့်ပြရမယ်ဆိုတော့ဒါ ပထမမူလယူဆထားတာငါဘရိတ်ပြီးတော့နောက်ထပ်ထပ်တိုးယူဆလို့ရတာ၃ဘရိတ်၃ညဘရိတ်ဆိုတာဘရိတ်၃ခုဖြစ်နေဒီထက်မှမှတာ ထိပ်ပိတ်ဘရိတ်ကွတ်တိဒီအယူဆလေးနဲ့ကွတ်တိကြနေတာလစ်တိငါဘရိတ်တကွတာပြီးပြီငါငါဘရိတ်ကလစ်တိနဲ့ညပြတ်ပြီဆိုတော့၃ဘရိတ်ဆိုရင်လစ်ထိတ်နဲ့၃ဘရိတ်ဆိုရင် လေးကိုတစ်ပိတ်နဲ့သုံးပရိဆိုရင်နှစ်တစ်ဒီလိုယူလို့ရတယ်ပြီးတဲ့ခါတော့သုံးပရိအဲဒီသုံးညပရိနဲ့ဆိုလေးထိတ်နဲ့သုံးညပရိဆိုရင်ဒါလေးချောင်းတစ်ပိတ်နဲ့သုံးညပရိဆိုရင်ကိုတစ်ဒီလိုလေယူဆလိုက်လို့ရတယ်ပေါ့ဆိုတော့ဒါနှစ်တစ်တို့ကိုတစ်တို့ဆိုတာရှေ့ကဟို၃ခွင်ကျော်ဖိုင်မှာ အလုံးချုံငုံပေါင်းဆက်ယူဆလိုက်လို့ရှိရင်ပါနေတဲ့ကဏ္ဍနေလည်းဖြစ်နေတယ်ပေါ့ဆိုတော့သူ့ဌာနသူတော့အလုံးကောင်းနေတာပဲဖြစ်နေချင်ရှိနေတာပဲတိုက်ဆိုင်မှုရှိမရှိတာကို မသိတာမထွက်ခင်အထိရတော့တွတ်သမျှကဏ္ဍကွတ်တိကြတာချင်းပဲပေါ့ဆိုတော့ဟုတ်ပြီအရွေးအကြိမ်မှန်ပါစေကံကောင်းပြီးတက်တက်တိုးပါစေလို့ပဲဆုတောင်းပေးပါတယ်ဒီတပတ်စာလေးကိုလည်းအဆင်ပြေသလိုအလင်းတင်သလိုတုံးကျင်တုံးပါကံကောင်းကြပါစေ တက်တက်တိုးပါစေ၊ကွက်တီဖြစ်ပါစေဆုတောင်းပေးပါတယ်။ပြီးတော့ဒါကျွန်တော် channel လေးကို subscribe မလုပ်ဝသေးလို့လှုပ်ထားခြင်းနဲ့ဆိုရင်လှုပ်ထားပေးပါ။ဖြစ်နိုင်မယ်ဆိုရင်ကျွန်တော် video လေးတွေကို VPN ခံပြီးတော့မှကြည့်ပေးကြပါ။ဒီလိုမျိုးလေးပြောလိုပါတယ်၊တောင်းဆိုလိုပါတယ်။အလုံးကံကောင်းကြပါစေ။အခု subscribe လုပ်ပြီးတော့မှ VPN ခံပြီးတော့မှကြည့်ပေးကြတဲ့သူအလုံးကိုကျေးဇူးများကြီးတင်ပါတယ်။ကံကောင်းကြပါစေ။ ဒီထက်ပိုပြီးတော့ကံကောင်းကြပါစေခဏခဏကံကောင်းကြပါစေလို့ဆုတောင်းပေးပါတယ်